မင်္ဂလာပါခင်ဗျာ MPA သတင်းဌာနရဲ့ဧပြီလ6ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရဏန်ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့ဖြတ်အပြင်းငလင်ကြောင်းလူဦးရေ18တန်းလောက်ထိခိုက်မှုရှိမယ်လို့ကုလခန့်မှန်းတဲ့သတင်းငလင်ကြောင်းပြည်သူတွေပူဆွေးနေခြင်းအာဏာသိမ်းစစ်ဘုချုပ်တွေကနိုင်ငံတကာအာဏာစိုက်မှုရအောင်ကြိုးပမ်းနေတဲ့သတင်းရန်ကုန်မှာအထမ်းမြင့်တိုက်ခန့်တွေပြန်လည်ရောင်းချမှုများပြားလာတဲ့သတင်းအန်တာဘိုအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံအစိုးရက နိုင်ငံတကာဥပဒေတွေကိုလေဆာမုံမရှိဘူးလို့ပြောတဲ့တဲ့ရင်အစအုပ်နဲ့တမတ်ကျန်းတဲ့အငြိမ်မဆောက်ထားတဲ့အတွက်အရေးယူမယ်လို့စစ်ကောင်ဆောင် ပြောတဲ့တဲ့ရင်ထရန်ဆန်ဂျန်ရဲ့ဆန္ဒပြတွေဟာဝါရှင်တန်နဲ့တခြားအမေရိကန်မြို့တွေမှာပြုလုပ်ဖို့စီစဉ်နေတဲ့တဲ့ရင်အစရှိတဲ့တဲ့ရင်တွေကိုတင်ဆက်ပေးပါမယ်ပထမအဦးဆုံးတဲ့ရင်တစ်ပုတ်အနေနဲ့ဖြတ်အပြင်းငလင်ကြောင့်လူဦးရေ16တန်းလောက်ထိခိုက်မှုရှိမယ်လို့ကုလသမဂ္ဂခံမှန်းတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ် ဖျက်ပြင်းကလင်ကြောင့်လူဦးရေ18တန်းလောက်ထိခိုက်မှုရှိမယ်လို့ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာညှိနှိုင်းရေးယုံ UN OCHA ကခံမှန်းထားပါတယ်။အဲ့ဒီလူ18တန်းဟာမြို့နယ်60မှာနေထိုင်ကြသူတွေဖြစ်ပြီးထိခိုက်မှုအပြင်းထန်ဆုံးနေရာဒေသတွေကလူတန်းပေါင်းများစွာဟာလည်းလဲစင်မီတန့်ရှင်နဲ့တောက်တုံးရေးစာနေရိတ်ခံနဲ့ကျန်းမာရေးဆောင်ရှောက်မှုမရတာလုံလောက်မှုမရှိရုံနဲ့ကြုံတွေ့နေရတယ်လို့ UN OCHA မြန်မာကထုတ်ပြန်ထားပါတယ်။ ကုလသမဂ္ဂအရေးပေါ်ကေဆေးရဲ့ဆံရညှိနှိုင်းရင်မုံတွန်ဖလက်ရှာကမန္တလေးနဲ့နေပြော်ကငလင်းဘေးတင်ပြည်သူနဲ့တွေ့ဆုံခဲ့ခြင်းပြည်သူရဲ့ဆုံးရှုံးမှုအကြောင်းကြားသိရသလိုသူရဲ့ခန္ဓာရဲ့ရှင်မုံနဲ့စီလုံးညီညွတ်မှုကိုလည်းမြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်၂၀25ခုနှစ်ဧပြီလအထိရောက်လာပေမဲ့လူတိုင်းရဲ့ဆန္ဒထောက်ထားမှုဆံရအကူအညီတွေအတွက်အဆိုပြုတောင်းခံထားတဲ့ကန်ဒိုလာ1.1ဘီလီယံအတွက်900ခန်းလုံးပဲရရှိရလို့ဆိုပါတယ် အဲအကြောင်းအရေးပါတဲ့လူမှုဘဝကစ္စည်းအကူအညီတွေပေးဖို့ရန်မုံငယ်အရေးပေါ်လိုအပ်နေတယ်လို့ UN OCHA မြန်မာကထုတ်ပြန်ထားပါတယ်။ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ငလင်ကြောင့်ပြည်သူတွေပူဆွေးနေတဲ့အချိန်အနာသိန်းစစ်ဘုံချုပ်တွေကနိုင်ငံတကာအာရုံစိုက်မှုရအောင်ကြိုးပမ်းနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တမိုင်းဝင်ငလင်ဘဲကြီးကြောင့်ပြက်စီနေတဲ့တိုင်းပြည်ကပုံမိုးဆိုးဝါးသွားခဲ့လို့ပြည်သူတွေပူဆွေးနေချိန်နိုင်ငံတကာအာရုံစိုက်မှုရအောင်နေကြဖို့ စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စွန်မွန်းထွန်းကတိုက်တွန်းခဲ့ပါတယ်။လက်တလောမြန်မာနိုင်ငံကိုကပန်းနိုင်ငံတွေကအယုံစိုက်နေကြတဲ့အတွက် မြန်မာပြည်သူတွေကငလင်းနယ်ကိုစီစီလုံးလုံးနဲ့အန်တူရင်ဆိုင်ဖျက်ကျော်နေရကိုပြသရမှာဖြစ်တယ်ဆိုပြီးစစ်ကောင်စီလက်အောက်ခံမီဒီယာတွေကိုပြောကြားခဲ့ရပါ။ကေဆေးမလုံလောက်မှုကြောင့်လူအသက်ပေါင်းများစွာဆုံးရှုံးနေရပေမဲ့လည်းစစ်ကောင်စီကတော့ကေဆေးလုပ်ငန်းတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကိုအရှင်အုံနဲ့အမြန်ဆုံးလုပ်ဆောင်မယ်ဆိုပြီးကြွားလုံးထုတ်နေပါသေးတယ်။ ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဧပြီလ3ရက်နဲ့4ရက်ကကျင်းပခဲ့တဲ့ Bainstead အစည်းအဝေးကိုစစ်ကောင်ဆောင်တွေတက်ရောက်ပြီးအပြန်မှာပြောဆိုခဲ့တာဖြစ်ပြီးအဲ့ဒီပြောဆိုချက်ကိုမြန်မာပြည်သူတွေကဝေဖန်နေကြပါတယ်။အဲ့ဒီအစည်းအဝေးတက်ရောက်နေတဲ့အချိန်မှာလည်းထိုင်းနိုင်ငံသားတွေကစစ်ကောင်ဆောင်မင်းအောင်လှိုင်ကိုအလိုမရှိတဲ့အကြောင်းဆန္ဒထုတ်ဖော်ခဲ့တယ်လို့ရုံရန်ဆန်ခတ်မှုတွေလည်းဖြစ်ပွားခဲ့ပါတယ်။တာဒီယာသတင်းတပုတ်အနေနဲ့ရန်ကုန်မှာအထက်မြင့်တိုက်ခန့်တွေပြန်လည်ရောက်ရှာမှုများပြားလာတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ရန်ကုန်မှာအထက်မြန်တိုက်ခန်းတွေကိုပြန်လည်ရောင်းချမုံတွေများပြားလာရလို့အင်ချက်မြန်အကျိုးဆောင်တွေထံကသိရပါတယ်။မြို့လေကောင်နဲ့လူစေကားရမြို့နယ်တွေဖြစ်တဲ့ဆန်ရှောင်းကြည်မြင်တိုင်းအလုံဘက်မှာဆိုရင်အရင်ကတိုင်းတထောင်ကျော်ရှိတဲ့တိုက်ခန်းတချို့ဟာထောင်ကနန်းအောက်ကိုဆင်းလာပြီးဖြစ်လို့အင်ချက်မြန်အကျိုးဆောင်တူကပြောပါတယ်။ဒီလိုဈေးတွေကျဆင်းလာပြီးအယောင်များလာတာဟာမက်ရှလန်၂၈ရက်ကမြန်မာနိုင်ငံမှာအင်အားပြင်းကလေးလှုပ်ခတ်ခဲ့တဲ့အချိန်ကစခဲ့ရာဖြစ်ပြီး လာမယ့်ကာလတွေမှာတိုက်ခန့်အယောင်ဝယ်စစ်တင်မဟုတ်တော့ပဲအငှားစစ်ကွက်တွေပါကျဆင်းလာနိုင်တယ်လို့အင်ချမ်းမြေအကျိုးဆောင်လောက်ကန်နေသူတွေကသုံးသပ်ပါတယ်။အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့အကြောင်းပြောကြခဲ့ရတဲ့တိုက်တာအဆောက်အုံတွေကများပြားခဲ့ပြီးအခုဆိုရင်ပြည်သူတွေဟာအထက်မြင့်အဆောက်အုံတွေမှာနေထိုင်ဖို့ကိုကြောက်ရွံ့ထိတ်လန့်နေကြတဲ့အတွက်မြေဆေးတွေအဆမတန်တက်လာနိုင်တယ်လို့သုံးသပ်နေကြပါတယ်။ငလျင်ကျောင်း၊စကိုင်း၊မန္တလေး၊နေပြည်တော်၊ပဲခူးနဲ့ရှမ်းပြည်နယ်တို့မှာတိုက်တာအဆောက်အုံများစွာ ပျို့ကျပျက်စီးခဲ့ရတယ်လို့လူအသေးပြောက်တွေလည်းများတယ်လို့ကုညင်ကစီလောက်ကနေတွေထံကသိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အန်တာပိုဖွံ့ဝင်နိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံအစိုးရကနိုင်ငံတကာဥပဒေတွေကိုလေဆာလိုက်နာမှုမရှိဘူးလို့ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဘင်းစတက်အစီဝဲတက်အပေါ်ရောင်းနေတဲ့မင်းအောင်လံကိုဖမ်းဆီးပေးဖို့ထိုင်းအစိုးရကပြက်ကွက်ခဲ့တယ်လို့နိုင်ငံတော်အစင်းဖိတ်ကြားမှုဟာနိုင်ငံတကာဥပဒေတွေကိုလေဆာလိုက်နာမှုမရှိရဘဲဖြစ်တယ်လို့ရူနယ်ဆန်းလွင်ကပြောပါတယ်။စစ်ကောင်ဆောင်မင်းအောင်လံကိုရိုဟင်ဂျာလူမျိုးတွေတပ်ဖြတ်မှုနဲ့ ဖေဖော်ဝါရီလ23ရက်ကအာဂျင်တီးနားနိုင်ငံတရားရုံးကဖန်ရန်ထုတ်ခဲ့ပြီးအပြည်ပြည်ဆိုင်ရာရစ်တပ်ဖွဲ့အန်တာပိုကလည်းဖမ်းဆီးပေးဖို့ရှိနေတာပါထိုင်းနိုင်ငံအနေနဲ့ဘင်းစတက်အစီဝဲတပ်ဖို့စစ်ကောင်ဆောင်မဲအောင်လန်ကိုနိုင်ငံတော်အဆင့်ဖိတ်ကြားမှုဟာအစိုးရတရားအဖြစ်အတိမဲပြုတာဖြစ်ပြီးအာဏာရှင်စနစ်နဲ့ရာဇဝတ်မှုတွေကိုဆက်လက်ကျူးလွန်ဖို့တွန်းအားပေးနေတာဖြစ်တယ်လို့မြမရေးတက်ကြွလှုပ်ရှားသူတွေကဆိုပါတယ်မဲအောင်လန်ကိုစီဝဲတက်ရောက်ခွင့်မပြုဖို့အရက်ဘက်အဖွဲ့စည်းပေါင်း300ကျော်ကတောင်းဆိုခဲ့တဲ့အပြင် ထိုင်းနိုင်ငံသားတွေကိုယ်တိုင်ကလည်းစစ်ကောင်ဆောင်ကိုမကြိုဆိုတဲ့အကြောင်းဆန္ဒထုတ်ဖော်ခဲ့ကြပြီးမြန်မာနိုင်ငံသားတအုပ်လည်းစစ်ကောင်ဆောင်ကိုတကိုယ်တော်ဆန္ဒပြလို့ထိုင်းအနာပိုင်းတွေရဲ့ဖန်စီထိမ့်သိမ့်တာကိုခံထားရပါတယ်။ဘင်္ဂလားပင်လယ်ော်စီးပွားရေးနဲ့နေပညာဆိုင်ရာဗတ်စုံပူပေါင်းဆောင်ရွက်ရေးအဖွဲ့ဘင်စတက်ထိပ်သီးအစည်းအဝေးကိုဖိဝန်နိုင်ငံတွေဖြစ်တဲ့ဘင်္ဂလားဒေ့ရှ်၊ဘူတန်၊အိန္ဒိယ၊မြန်မာ၊နီပေါ်နဲ့သရီလန်ကနိုင်ငံတို့ကခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပါတယ်။ဆက်လက်ပြီးအဆောက်အုံတွေကိုတမတ်ချက်နဲ့အငြိမဆောက်ထားတဲ့အတွက် အရေးယူမယ်လို့စစ်ကောင်ဆောင်ပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မလင်ဘေးဖြစ်ပေါ်ပြီးရနောက်စစ်ကောင်စီကောင်ဆောင်မင်းအောင်လှိုင်ကအဆောက်အုံတွေကိုတမတ်ချနဲ့အညီမဆောက်ထားတဲ့အတွက်အရေးယူမှုတွေပြုလုပ်မှာဖြစ်တယ်လို့ပြောခဲ့ပါတယ်။အင်အားပြင်းငလင်ကြောင့်စစ်ကောင်စီရုံးဆိုင်တဲ့သမရအိမ်တော်အပါဝင်နေပြော်ကလွှတ်တော်စစ်ရုံးချုပ်တွေဝန်ထမ်းအင်အားတွေလည်းပြိုကျပြက်စီခဲ့ရပြီးအဲ့ဒီနေရာတွေဟာစစ်အာဏာရှင်ဟောင်းဦးတန်းရွှေရဲ့ညွှန်ကြားချက်နဲ့စစ်တပ်အတိုင်းအဝန်ကတာဝန်ကိုဆုတ်လောက်ထားတဲ့နေရာတွေဖြစ်ပါတယ်။ ငလင်ကြောင့်အဆောင်အုံပျော်ချမှုဆူဆူဝါဖြစ်ခဲ့ရက်အဆောင်အုံဆောက်လုပ်ခဲ့သူတွေကိုအရေးအမှုတွေပြုလုပ်ဖို့လူလူကလည်းလိုလားနေပါတယ်။ငလင်နဲ့မခံရပေမဲ့အထက်မြန်တိုက်တွင်နဲ့တတ်တန်ရင်အဆောင်တွေရှိရက်ရန်ကုန်မြို့ခံတွေကလည်းအခုငလင်ပဲဖြစ်လာတဲ့အချိန်သူတို့နေထိုင်နေတဲ့အဆောင်တွေရဲ့လုံခြုံစိတ်ချမှုအပေါ်စိုးရင်စိတ်တွေဖြစ်ပေါ်နေပါတယ်။လက်ရှိရှင်တွေတည်ဆုံးသူ3500ဝန်းကျင်အထိရှိလာပြီးထိခိုက်ဒဏ်ရာသူ9000နေပါရှိတယ်လို့လူဦးရေ18%လောက် မလျင်ပဲတင့်နိုင်တယ်လို့စစ်တမ်းတွေအားသိရပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ Transcend ရဲ့ဆန္ဒပြတ်သူတွေဟာဝါရှင်တန်နဲ့တခြားအမေရိကန်မြို့တွေမှာပြုလုပ်ဖို့စီစဉ်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ Washington DC နဲ့ American တဝန်းကဆန္ဒပြတ်သူထောင်ပေါင်းများစွာဟာဧပြီလ9ရက်နေ့မှာ Transcend ရဲ့ဆန္ဒပြပွဲအတွက်စုဝေးခဲ့ကြတယ်လို့သိရပါတယ်။တမနာ Trump နဲ့ Elon Musk တို့ကိုဆန့်ကျင်တဲ့နေ့တစ်နေ့မှာအကြီးမားဆုံးဆန္ဒပြပွဲဖြစ်လာမယ်။ ဆန္ဒပြပွဲပေါင်း1200ရဲ့တစိတ်တစ်ပိုင်းအဖြစ်စနေနေ့မှာဆန္ဒပြသူတွေစုဝေခဲ့ကြပါတယ်။ Nation Mall ကလူလူစုဝေဘွဲကို2000ကျော်တက်ရောက်မယ်လို့စီစဉ်သူတွေကပြောကြားခဲ့ပြီးကနေရန်နဲ့မက္ကဆီကိုပြည်နယ်ပေါင်း50မှာလဲဆန္ဒပြပွဲပြုလုပ်ဖို့ညီမှန်းထားတယ်လို့စီစဉ်သူတွေက writer သတင်းဌာနကိုပြောပါတယ်။တက်ကြလှုပ်ချသူအဖွဲ့ပေါင်း150ပါဝင်လက်မှတ်ရေးထိုးခဲ့ရဆိုပြီးအဲ့ဒီပွဲရဲ့ website မှာဖော်ပြချက်တွေအရသိရပါတယ်။ နယူးဂျာစီပြည်နယ်ပရင်စတန်မြို့ကအငင်းစားဇီဝစစ်သိပ်ပံပညာရှင်တယ်ရီကလင်းကလည်းဝါရှင်တန်အထက်မဲ့ကြောက်တန်အောက်ကစင်မြင့်ပေါ်စုဝေးကြသူရဲ့အထက်မှာပါဝင်ခဲ့ပါတယ်။ MP ရဲ့တနစ်တာထူးခြားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့ပါ။ကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ။